cheese pudding ချရလူအတွက်ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါနော်။ cheese pudding အားဒီလူအတွက်လည်း save လုပ်ထားလို့ရပါတယ်။ပထမဆုံးအနေနဲ့နွားနု900ကိုခြုံမဲ့အိုးထဲထည့်လိုက်ပါမယ်။နွားနုကတော့ better save ပဲတုံးရပါတယ်။တခြားကတော့ 30g ထည့်ပါမယ်။ပြောင်းကုန်မုံကတော့ 50g ပြီးတော့နော်စာအနေနဲ့ထည့်ပါမယ်။ ပြီးတော့ရင်တော့ချက်ဦးလေးထည့်ပါမယ်ချက်ဦးတစ်လုံးထည့်ပြီးတော့ဖြည်းဖြည်းချင်းမွေပြီးတော့မီးပေါတင်လိုက်ပါမယ်မီးရောအမီဒီယမ်လောက်ဆိုရပါတယ်ပြီးတော့အင်တော့ချေတာ cheese ငါပြားလောက်ကိုအိုးထည့်ထည့်ပြီးတော့စက်တိုင်းမွေပေးရပါမယ်သူဖြစ်သွားတဲ့အထိမွေရပါမယ်မဲမိုခွက်ထဲကိုစီတောက်ပြီးတော့ထည့်ပါမယ်ထည့်ပြီးတော့၃နိုင်လောက်အေးခံရပါမယ်ဒီခဲတိတာထဲမှာထည့်မှလည်းတညထားလ သွားရင်ဖုံးမဲ့ပန်းထဲကိုမောက်ပြီးတော့ထည့်လိုက်ပါမယ်။ကိုလိုချင်တဲ့ပုံစံအတိုင်းဖြတ်ပြီးတော့သူ့အနည်းနဲ့တုံးလိုက်ပါမယ်။အပေါ်မီး250ထားပြီးတော့10မိနစ်လောက်ဖုံးလိုက်ပါမယ်။ oven မရှိတဲ့လူအတွက်တော့ air fryer နဲ့10မိနစ်လောက်ထည့်လို့ရပါရဲ့။ဒါဆိုရင်အရန်ကမစားလို့ကောင်းတဲ့ cheese pudding လားလေးရပါပြီ။